အမေရိကန်နဲ့ဂျပန်နိုင်ငံအကြားမဟာမိတ်ဆက်ဆံရေးကိုပိုမိုခိုင်မာစေတဲ့ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်ကိုသမ္မတဒေါ်နယ်ထရမ့်နဲ့ဝန်ကြီးချုပ်ဆန်နာယီတက္ကီချီတို့ဒီကနေ့အောက်တိုဘာလ28ရက်နေ့မှာလက်မှတ်ရေးထိုးလိုက်ကြပါတယ်။ဒီသဘောတူညီချက်ဟာနိုင်ငံဆက်ဆံရေးရဲ့အထွတ်အထိပ်ဖြစ်တဲ့ New Golden Age လို့နှစ်ဖက်စလုံးကတင်စားခေါ်ဆိုပြီးတရားဝင်အမိအားဖြင့်ကတော့ Strategic Trade and Investment Agreement မဟာဗျူဟာမြောက်ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီချက်ဖြစ်ပါတယ်။ဒီသဘောတူညီချက်အရာ ဂျပန်ပေါ်ကောက်ခံမဲ့တွင်းကုံအခွန်ဟာအရင်က25ရာခိုင်နှုန်းအဆိုပြုထားရာကနေ25ရာခိုင်နှုန်းအထိအမေရိကန်ဘက်ကရှော့ပေးမှဖြစ်ပါတယ်။ဒီအတွက်ဂျပန်နိုင်ငံကလည်းအမေရိကန်နိုင်ငံအတွင်းကစီးပွားရေးလုပ်ငန်းတွေမှာဒေါ်လာ950ဘီလီယံပိုရင်းနှီးမြှုပ်နှံပေးရမှာဖြစ်ပါတယ်။သဘောတူညီချက်မှာပါဝင်တဲ့တခြားထူခြားတဲ့အချက်ကတော့ critical manual လို့ခေါ်တဲ့မြေရှားတပ်ထုတင်ပို့ဖို့ဂျပန်ကသဘောတူလိုက်တဲ့ကိစ္စပါ။ ဒါအပြင်ဂျပန်ဘက်ကအမေရိကန်ထုတ်ကုန်ပစ္စည်းတွေပိုပြီးပိုပြီးတင်သွင်းဝယ်ယူဖို့လည်းသဘောတူခဲ့ပါတယ်။သမ္မတထရမ့်ဟာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဆန္ဒရေးတာကာယီချီကိုတွေ့ဆုံစဉ်မှာရဲရဲရော်ရော်ချီကျူးစကားပြောကြားခဲ့တာကိုကြည်ချင်းအဖြစ်ခေါင်းဆောင်နှုတ်ရဲ့ဆက်ဆံရေးဟာလက်ရှိအချိန်မှာအတော်လေးအဆင်ပြေချောမွေ့နေတယ်ဆိုတာသိတာပါပဲ။ I have always had a great love of Japan and a great respect of Japan. And I will say that this will be a relationship that will be stronger than ever before. And I look forward to working with you. And uh, on behalf of our country, I want to just let you know anytime you have any question, any doubt, anything you want, any favors you need, anything I can do to help Japan, we will be there. We are an ally at the strongest level. Trump, huh? မလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးစည်းဝေးဘက်ကိုတက်ရောက်ပြီးဂျပန်နိုင်ငံကိုဒုတိယခီးတက်ထောက်အဖြစ်နဲ့နေရကြရောက်ရှိနေတာပါမလေးရှားနိုင်ငံမှာရှိနေစဉ်အတွင်းအာဆီယံနိုင်ငံတချို့နဲ့လည်းမြေရှားတတ်ထုဆိုင်ရာအပြန်အလှန်သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ကမ္ဘာမှာမြေရှားတတ်ထုအများဆုံးပိုင်ဆိုင်ထားတဲ့တရုတ်နိုင်ငံကဒီစည်းဝေးဘက်ကိုထိတ်ချုပ်ထားတာကြောင့်တမရထရန့်နဲ့အမေရိကန်အစိုးရတို့ကတရုတ်ရဲ့လက်ဝကြီးအုပ်ထားမှုကိုကျော်လွားတိုက်ဖြတ်နိုင်မှုဒီသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးနေတယ်ဆိုတာကတော့ သိကြပါတယ်။သမရထရမ်ဟာဂျပန်နိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကိုသွားပြီးတော့အဲ့ဒီမှာအာရှပစိဖိတ်ထိပ်သီးညီလာခံကိုတက်ရောက်မှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။